အဲ့တော့ကျွန်တော်ပြောတာတွေကလေဟိုလိုပေါ့ဟိုအများစုသိတာရနေတလွဲတွေဖြစ်နေတော့တခါလေကျွန်တော်လည်းစဉ်းစားတာငါပြောရင်လို့လူအများနဲ့ငါကလန့်တိုက်နေမယ်ပေါ့နော်အဲ့တော့လူတွေကသိတယ်ဗျာဘယ်သူတွေကဂျင်းထဲလဲလဲမသိဘူးကွာမနဲ့စားစားရင်မစားရင်အုံတော့ပြတ်တယ်ဟာကော်ဖီနဲ့ကြက်ဦးလောက်အုံတော့ကောင်းတာရှိမလားတကယ်ကိုအန်ဆိုင်မာလို့ခေါ်တယ်အသက်ကြီးမေ့တယ်လို့နော်အုံတော့ကြုံသွားတယ်လို့နော်အဲ့ဒါတွေတော့ကာကွယ်နေတာလေနော်အကောင်းဆုံးကွာ Nestle နဲ့ Nestle ဆိုတာအသီးနှံလေးပေါ့စိတ်ဆန်ပေါ့စားနိုင်စိတ်ဆန်လေးနဲ့ coffee လေးနဲ့ ကျက်ဦးလေးနဲ့စိုင်းပိုတော့ကောင်းသေးတယ်ဘာမှအုံတော့မထီးမနှက်စာစားတယ်ကျွန်တော်မမလူမျိုးစားတဲ့စားစားစဉ်းစားကြည့်မွေးငါးတွေမုန်နီတွေအဲ့လိုမျိုးတွေပေါ့နော်ရှန်ခေါက်ဆွဲတွေမီးရှည်တွေစားတယ်အဲ့ဒါတွေကတခါတော့ဆယ်နိုင်လောက်မှစားလိုက်ထမင်းနဲ့တူတူခါလေးစားပလိုက်ထမင်းစားမစားအဲ့မုန်နီမွေးငါးစားပလိုက်စောစောမစားနဲ့စောစောစားတာကိုကျွန်တော်ကအိတ်ပြီးတော့ကျွန်တော်က fasting ရကျင်တာခန္ဓာကိုယ်ထဲမှာအဆီတွေဘန်းကျင်တာဘန်းကျင်တဲ့ခါကျတော့ ဟိုပိန်တဲ့သူတွေမပြောပါဘူးကျွန်တော်ပြောတာစားပါပိန်တဲ့သူကကယ်လိုရီပိုးလို့တယ်ပွားတဲ့သူတွေအဝလွန်တဲ့သူယောဂဖြစ်နေအသက်ကြီးတဲ့ဝိတ်ချမဲ့လူတွေကတော့မနက်စာစကစ်လုပ်လိုက်ကြော်လိုက်ကြော်လိုက်ကျမချင်းတော့ကြော်လိုက် ကော်ဖီနဲ့ချက်ဦးလောက်အုံနောက်ကောင်းတာရှိမလားကျွန်တော်လည်းအဲ့ထက်တော့မသိတော့ဘူးအဲ့လိုပဲကျွန်တော်ပြောတာမှားတယ်ဆိုရင်ကျွန်တော်လည်းစေးမကူတော့ဘူးဆရာဝန်လည်းမလုပ်တော့ဘူးကွာအဲ့တော့ပြောတာဟုတ်တယ်မလားဟိုမနက်စာမစားလို့အုံနောက်ဘာဖြစ်တော့မဟမ်းဖြစ်ဘူး ကော်ဖီတောက်နေတာပဲလေမနေ့ကော်ဖီတောက်နေရပဲလေအုံးကော်ဖီကအုံးနောက်တောင်မကြုံဘူးလေကွာအုံးနောက်ဆဲတွေပြန်ကောင်းတယ်ကျွန်တော်ဆိုအရင်မေ့တယ်ဒီအရက်တောက်လို့မေ့တယ်မနေ့ဆိုရင်ကြွပလက်တွေကြွအဲ့တော့မနေ့ကော်ဖီလေးတောက်လိုက်မှဩငါပြန်လဲလာငါဘယောက်နေတာလဲတော့တခါလေးကြောင်တောင်ဖြစ်နေအဲ့လိုမျိုးပေါ့နော်ဟိုကော်ဖီတွေထောက်တာများပြီးမနေ့အရင်တောက်ပြီးသွားရင်နောက်နောက်ရဘယောက်နေမှန်းမသိဘူးအဲ့အဲ့တော့ကော်ဖီလေးတောက်လိုက်မှလူကပြန်ပြီးတော့ပလက်လဲလာတယ်ပေါ့နော်ကြက်ဥစားလိုက်တော့ဩအုံးနောက်တောင်ကြံပြန်ကြည့်လာတယ်ကဲ ဘလောက်ကောင်းတော့ကြက်ဦးဆိုတာဘီတွဲပဲလीနော်အုံနောက်တက်မှတ်ညံကောင်းတာပဲအနှစ်တည်းဆိုတာအဲ့တော့ပြပြတဲ့ဒိမေကအဲ့လိုမနှက်စာစားတာမစားတာကြီးလာမပြောပါနဲ့နော်ဟိုအလုတ်ကျန်းသမားလုတ်မယ်ဆိုရင်တမျိုးလीနော်လူတွေကပြောရခက်တယ်ကျန်းနဲ့ချမ်းမှချင်းတယ်ကျန်းမှချင်းဒီလိုတွေလုတ်ဆိုတော့မလုတ်ချင်းကျွန်တော်ကိုယ်တိုင် exercise လုပ်ရမှာကျွန်တော်တကယ်လည်းမအားနိုင်လို့ပါဒီနေ့ဆိုလည်းတငယ်ချင်းတယောက်ကရန်ကုန်ဟိုဘောနော်တကယ်တကယ်ငယ်တငယ်ချင်းငငယ်လေးတွေပေါင်းလာအီရှန် तू ကမန္တလေးရန်ကုန်ရောက်လာမန္တလေးလောက်အလုတ်ကိစ္စလာရင်တုံးဆိုပြီးတော့နှလုံးက စင်ကုန်လို့ခေါ်တာနှလုံးပန့်ပန့်ချက်ကလက်လှုပ်နှလုံးပန့်တာအာနေပြီးမှပင်မလာပါမယ်အုံနောက်ထဲသွေးရောက်တာနည်းပြီးဘုံကပြက်လဲသွားတာမှန်တော့ဒီနေ့ဂျင်သားဆော့မယ်ပေါ့ဘာညာပေါ့ပြက်ပြက်သွားတာပဲကျောင်းတက်ရွေတွေကကြတော့ကွာဟိုတာသမီကိစ္စတွေရောစေကင်းကိစ္စလူမှုရေးတွေရောအားတခြားရေးကြောင့်ဘာရေးညာရေးဆိုတာဟာဒီကြားထဲမှာကိုကတခုခုတောင်းပြီးထားချင်ပါလားအသင်းဖွဲ့တွေမှာလစ်ပြီလေချိန်ကကုန်သွားပြီအဲ့တော့ကိုကအစားရှော့နေရတာပေါ့နော်အားမအစားဆိုင်မလို့ဖြစ်ဘူးအဲ့ဒါကိုကဂျင်ဆော့မယ်ဒီနေ့သွားလိုက်ပြက်လိုက် ်ချင်းကိုပတ်စံသွင်းထားတယ်တပတ်တစ်လလုံးဒီမှာ၄ရက်တော့မသွားဘူးပေရောလေပြပြတာအဲ့လိုမျိုးပေါ့ကိုကစားတော့ကကြတော့ရှော့ရမှာလေကျွန်တော်ရွယ်ကြတော့မနေ့စာမစားနဲ့ဆိုတာကအဲ့လိုမျိုးကော်ဖီနဲ့ကြက်ကိုစားရင်ကိုအုံနောက်ကမှညာရမ်းကောင်းနေပြီကောင်းနေပြီတော်တော်ကြီးကောင်းနေပြီဘာမှမဖြစ်ဘူးချက်